။ဘာလို့မိမမြူပြရလဲ။ဟာလေ။ခင်းနေလို့လား။အာဘာလို့ခေးရမှာလဲ။ market ဆိုတာတော့ဒါနိုင်ငံရဲ့ဟိုပါပေါ့အထိတ်တန်မင်းမီးဆိုတော့အာအဲ့လိုလာကန်းလန်းတော့ဝန်တာတယ်ဝန်တာတာတစ်ဖက်ကလည်းခုနပြောလို့အာအကြီးကြီးနဲ့ရိုက်ရပြီဆိုရင်ဒါကိုမှတောင်းဝင်အကြီးကြီးရှိတယ်။ကိုမကောင်းရင်သူတို့တော့လည်းမကောင်းဘူးဆိုတော့ လုံးဝအများကြီးစူးစမ်းရတဲ့အပိုင်းရှိတယ်။ဆိုတော့အဲ့ဒါကအရန်တာဝန်ကြီးတဲ့ကြီးရယ်။ခုနကန်ကောင်းတာနောက်မှာပေါ့။ဒီကတော့30ရှိတယ်။ဒီကတော့30ပြည့်တယ်ပေါ့။29နဲ့ နှစ်လလောက်။အဲသူတို့ကတဘာရှိပြီးသားဆိုတော့သူတို့ရဲ့ scale အတိုင်းသူတို့အကောင်းဆုံးလုပ်တယ်။ဒါပေမဲ့တစ်ဖက်ကလူပေါ်မှာလည်းအဲ့လိုဟိုစိတ်နောက်ဆက်မဖြစ်အောင်ပြီးအဲ့လိုမျိုးမရှိအောင်အမြဲတမ်းအဲ့လိုသူတို့ humble ဖြစ်ပေးထားတယ်။ဆိုတော့အဲ့အရာလေးတွေကကိုယ့်အတွက်အများကြီးထောက်ကူဖြစ်စေအောင်။မကြည့်အလှဘောဘယ်လိုမြင်လဲသူအခုချိန်ကြီးရောနော်။အာရမကမကရအားလုံးတည်တဲ့အတိုင်းအရင်နှုတ်ရနော်။ဘာမှဖြစ်တယ်ဆိုတော့ဆက်ပေါ့နော် အမှန်တော့ဒီလေးလပိုင်းပြီးတော့ကျွန်တော်ကခဏလေးနားကျင်တယ် အဲဘာလို့ဆိုကြားထဲမှာတောက်လျှောက်ဆက်တိုက်ကြရတော့အကိုကလည်းအနာပေးတယ်လို့ထင်တယ်အဲဒါပေမဲ့ဒီဆက်ကိုကဖတ်ကြည့်လိုက်တဲ့အချိန်မှာပြီးမီနီစီရီယဖြစ်တယ်ဆက်ကလည်းအမ်အမှန်တော့အဲ့လိုကားမျိုးကနိုင်ငံခြားမှာလည်းအများကြီးတော့တွေ့ရတယ်ပေါ့နိုင်ငံခြားကားတွေမှာဒါပေမဲ့လည်းဒီဆက်ကအဲမြန်မာမှုလောက်ထားတဲ့ခါကျတော့စိတ်ဝင်စားစရာကောင်းတယ်ရိုက်လည်းရိုက်ကြည့်ချင်တော့အဓိကလက်ခံဖြစ်သွားတယ်ကျွန်တော်ခံယူထားတာကတော့ဒီ creativity ကိုကောင်းကောင်းလေးလုပ်ချင်တဲ့လူတိုင်းနဲ့ကျွန်တော်လက်တွဲတယ်ပေါ့ဘလို့အဲပတ်တင်မှပတ်တင်မှအဟောင်းမှရတော့မဟုတ် ဆိုတော့ဒီ app တစ်ခုကို data လေး create လုပ်ချင်တဲ့လူနဲ့ဆိုရင်တော့ကျွန်တော်လုပ်ဖြစ်သွားတယ်။ဒါကျွန်တော်တို့လည်းရုပ်ရှင်ချက်တဲ့လူတွေပဲရုပ်ရှင်ကြိုက်ကြတဲ့လူတွေဆိုတော့ကိုဘယ်လိုရုပ်ရှင်မျိုးကြိုက်လဲဆိုတော့ကိုအသိဆုံးလူတိုင်းလူတိုင်းမှာကိုကြိုက်တဲ့ရုပ်ရှင်မျိုးဆိုတာရှိကြတယ်။ဆိုတော့ကိုကြိုက်တဲ့ရုပ်ရှင်နဲ့ခက်ဆန်ဆန်လာသူလေးပြောက်လာပြီဆိုရင်တော့ဒါရိုက်ကြည့်ချင်တာပဲတော်တော်။ဆိုတော့အဲ့လိုပါပဲအဲ့လိုနဲ့လက်ခံပြ။အမ်ဒါလည်းဝမ်းသာစရာပဲပေါ့နော်။ market ဆိုတာတော့ဒါနိုင်ငံရဲ့ဟိုပါပေါ့အထိတ်အမင်းမီးဆိုတော့ အဲလိုလာကန်းလန်းတော့ဝန်တာတယ်ဝန်တာတာတစ်ဖက်ကလည်းခုနပြောလို့အအကြီးရင်းနဲ့ရိုက်ရပြီဆိုရင်ဒါကိုမှတောင်းဝင်အကြီးရှိတယ်ကိုမကောင်းရင်တို့တို့တော့လည်းမကောင်းဆိုတော့ လုံးဝအများကြီးစူးစမ်းရတဲ့အပိုင်းရှိတယ်။ဆိုတော့အဲ့ဒါကအရန်တာဝန်ကြီးတဲ့ကြီးရယ်။ခုနကန်ကောင်းတာနောက်မှာပေါ့။တို့ကတဘာရှိပြီးသားဆိုတော့တို့ရဲ့ skill အတိုင်းတို့အကောင်းဆုံးလုပ်တယ်။ဒါပေမဲ့တစ်ဖက်ကလူပေါ်မှာလည်းအဲ့လိုဟိုစိတ်နောက်ဆက်မဖြစ်အောင်ပြောလို့မျိုးမရှိအောင်အမြဲတမ်းအဲ့လိုတို့ humble ဖြစ်ပေးထားတယ်။ဆိုတော့အဲ့ဒါလေးတွေကကိုယ့်အတွက်အများကြီးထောက်ကူဖြစ်စေအောင်။ Day 1မှာတော့အဲ့လို character မမိမှာတော့လည်းဆိုရတယ်။ဒါပေမဲ့ တော့တခြားပဲကိုကိုကိုပဲအာယုံဆိုင်လိုက်တာပေါ့နော်ဆိုတော့အဲ့ပုံမှာကိုကိုအာယုံဆိုင်ပြီးတခြားလှုပ်တဲ့ပုံမှာဘေးကပတ်ဝန်းကျင်ဆိုတော့ director တို့ရောဒီ market တို့ရောအကုန်လုံးကတခြားပြန်ဝိုင်းပတ်ပို့ရဲ့ခါကြတော့ character တစ်ခုတော့ရောက်သွားတယ်ဆိုတော့တော့အဆင်ပြေပါဘူးအာရိုက်ထားတယ်အဲ့ဝန်းလုံးကိုဝင်မှာမိုးဆူဆိုတာတော့ဒါတကားလုံးဖက်နဲ့မပါပဲနဲ့လေကွင်းတွေရောရေတွေရော ပင်ဆိုင်ကုန်းမှာတွေတော့အကုန်ပတ်ပြီးပြီးပါတယ်ကာရက်တာတစ်ခုကကျွန်တော်ကျွန်တော်ခံယူထားတာပေါ့နော်ဒီစီနီယာကိုကြီးတွေမှရေးလဲပြောပြောပြတလောက်ပေါ့ပြီးတော့ကျွန်တော်လေ့လာထားတလောက်ဆိုရင်ကာရက်တာတစ်ခုဝင်ဖို့ကဒီ50%လောက်ကတော့ဒီအဝတ်အစားပြင်ဆင်ပြင် cross တွေသူရဲ့ဒီပတ်ဝန်းကျင်တွေပေါ့ဆိုတော့အဲ့ဒါပြီးတော့မှဒီကိုယ့်ရဲ့ site ဒီ character site ကကြတော့တောက်လျှောက် ဟိုဖြစ်နိုင်ရင် reproduction မှာတောက်လျှောက်အဲ့လိုစကားတွေအများကြီးပြောချင်တာပေါ့ဒီ character နဲ့ပတ်သက်ပြီးအဲ့ဒါဆိုကိုယ်စိတ်ထဲအရောက်သွားလို့ရှိရင်ဒီ character ဖြစ်သွားတယ်။မကီရဲ့အလှဘောဘယ်လိုမြင်လဲသူအခုချိန်ထိအရန်ဟုတ်နော်။အာရာမကီရာအလုံးသိရတဲ့အရန်နုပဲနော်။ဆက်သူ့လာမှာတော့ဒါရိုက်နေနေမျောရတာမရှိသေးလား။အမ်ရာစက်ကောင်အရာတော့သူ့ကိုအရန်သဘောကျရပါပဲသူ့လို control တခုရှိရယ်ဆိုတော့အဲ့အဲ့ control နဲ့တောက်လျှောက်သွားတယ်နောက်ဆုံးမှသူက ပြောလိုက်တယ်ပေါ့အဲလိုပုံစံဆိုတာမမကိကဘောနော်ကိုကိုကြီးလို့ပေါ့ခေါ်ရဲကိုကြီးလို့ခေါ်ခဲ့ရတဲ့အားလားကိုတတ်တယ်အဲဆရာကြားကြအဲ့လိုတမျိုးကြီးပဲပေါ့ဒါဒါမှ character character ပါပဲဒါကိုကြီးလို့ခေါ်တော့ဘာမှမဖြစ်သဘောကျတာတကယ်လို့အဲ့လိုကိုကြီးလို့ခေါ်ရင်ပေါ့ကိုကြီးလို့ခေါ်ကိုကြီးလို့ခေါ်ရင်တော့တမျိုးတော့ဖြစ်တာပေါ့ဒါပေမဲ့တော်တော်များများတော့ကျွန်တော်အကိုလို့ပဲခေါ်ကြတယ်နော်မမတို့ဆိုလို့ကြောက်အကိုလို့ခေါ်ဒီလူကောင်ကြီးကိုကြည့်ပြီးရတယ် thank you